အရှင်ဖရာထမိန်တန်းအောက်ယောက်ျားလေးဝင်မိရင်ဘုံနေတယ်လို့ပြောကြပါတယ်ဖရာဥပမာအမေနဲ့အမရဲ့ထမိန်တန်းအောက်သားဝင်မိရင်ရောဘုံနေတယ်ဆိုတာဖြစ်နိုင်ပါသလားဖရာဖြေချပေးပါဦးဖရာတဲ့မိခင်ရဲ့ဟိုနေရာကတောင်ထွက်လာသေးတာပဲနော်မိခင်ရဲ့ထမိန်အောက်ဝင်ပြီလို့ဘုံနေတယ်ဆိုတာဘလို့လို့ပြီးဖြစ်နိုင်ပါလေနည်းနည်းစဉ်းစားကြည့်ကြပါမိန်းကလေးထမိန်တန်းအောက်ကိုယောက်ျားလေးဝင်ပြီလို့ ုံနိုင်တယ်ဆိုတာကလည်းပဲမဖြစ်နိုင်ပါဘူးเนาะဘာကြောင့်လဲဆိုရင်ကောင်းကင်မှာလေရင်ပြန်နေပြန်နေပါတယ်အဲ့ဒီပြန်နေတဲ့လေရင်ပြန်တွေထဲမှာထမင်ဝတ်ထားတဲ့အမျိုးသမီးတွေလည်းပါမှာပါเนาะထမင်တအောက်ဝင်ပြီလို့ဘုံနိုင်ရမယ်ဆိုရင်ကောင်းကင်မှာလေရင်ပြန်နေပြန်နေတဲ့အတွက်တနိုင်ငံလုံးဘုံနိုင်ကုန်ပါပြီเนาะဒါကြောင့်အတိတ်ပဲမရှိတာတွေကိုလက်မခံပါနဲ့တကယ်တော့ဘုံဆိုတဲ့ဇာတ်က ပုံညဆိုတဲ့စကားကိုရည်ညွှန်းပြီးပြောတာပါပုံညဆိုတာကကောင်းမှုလို့အဓိပ္ပာယ်ရပါတယ်ကောင်းတဲ့အမှုကိုပြုရင်ဘုံကံမြင့်မှာဖြစ်ပြီးမကောင်းတဲ့အမှုကိုပြုမယ်ဆိုရင်ဘုံကံနှိမ်မှာဖြစ်ပါတယ်ဘုံကံနှိမ်ခြင်းမြင့်ခြင်းကထမိန်တန်းအောင်ဝင်ခြင်းမဝင်ခြင်းနဲ့လုံးဝမဆိုင်ပါဘူးเนาะကောင်းမှုပြုခြင်းမပြုခြင်းနဲ့ပဲဆိုင်ပါတယ်နားလည်ပါစေเนาะ ရှင်ဖေယယောဂီဆိုတာမြန်မာလူဖြေပေးပါဖေယယူသေးစွာဖြင့်တဲ့ယောဂီဆိုတာကလေယောဂဆိုတဲ့စကားကလာတာပါ အစီအယုံအပေါင်းအသင်းအဖွဲအစည်းလို့အဓိပ္ပာယ်ရပါတယ်ယောဂီကျင့်စဉ်ဟာဟိန္ဒူဘာသာဝင်တွေစီကနေလာတာပါဟိန္ဒူဘာသာဝင်တွေဟာဣလေသာတွေကို ချိုးနှိမ်ပြီးသမထကျင့်စဉ်တွေကိုကျင့်၍ စိတ်ကိုဖြူစင်အောင်ထားပြီးယောဂီကျင့်စဉ်တွေကိုကျင့်မယ်ဆိုရင်ဝတိအမိရှိတဲ့ဖျားရှင်နဲ့တွေ့ရှိနိုင်ကြောင်းလက်ခံယုံကြည်ကြပါတယ်။အဲ့ဒီကျင့်စဉ်တွေကိုလေးလာလိုက်စားတဲ့သူတွေကိုပဲယောဂီလို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာမှာလည်းပဲကောင်းကျိုးဖြစ်ဖို့အတွက်ဖျားဟော အဆုံးအမနဲ့အညီဒါနသီလဘာဝနာတွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့သူတွေရှိပါတယ်။ အဲ့ဒီပုံကိုယ်တွေဟာလည်းပဲယောဂီတွေပါပဲအရှင်ဖရတတိတော်မထက်နေတဲ့နေယောက်ျားကို ရှေခိုးကတော့ပြီးအိပ်ရင်တတိတော်မငရေကြီးပါသလားအရှင်ဖရတဲ့တချို့ဥစဉ်ကိုမိကုံးလေးတွေမိတဲ့နေရာမှာငရေကြီးပါသလားဆိုတဲ့အတုံးနှုံးလေးတွေပါတာတွေ့ရတယ် ဒီမှာလဲတွေ့ရပါတယ်เนาะငရဲဆိုတာက ကြီးကျင်တိုင်းကြီးတဲ့အရာမဟုတ်ပါဘူးငရဲကြီးတယ်ဆိုတာဟာအကုသို့ကြောင့်ကြီးတာပါလင်းယောက်ျားကိုရှ िख ိုးကတော့ပြီးအိတ်တာဟာကုသို့ဖြစ်တဲ့အတွက်ငရဲမကြီးပါဘူးเนาะကုဏဝုဒ္ဓဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဝရဝုဒ္ဓအသက်အရွယ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ရယ်ဆိုပြီးပုဂ္ဂိုလ်နှမျိုးရှိပါတယ် ုဏဝုဒ္ဓိဘုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဟာ ဝရဝုဒ္ဓိအသက်အရွယ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ထက်မြတ်ပါတယ်မိမိက အသက်ကြီးပြီးလင်ယောက်ျားကအသက်ငယ်နေတော်လဲပဲလင်ယောက်ျားဆိုတာဟာမိမိကိုရှာဖွေကြွေးမွေးပြီးမိမိကိုစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ဘုံအားဖြင့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်လင်ယောက်ျားဟာ အသက်အရွယ်ငယ်နေတော်လဲပဲ မိမိထက်ဂုံအားဖြင့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ရှ िख ိုးကတော့ကောင်းပါတယ်။ငရဲမကြီးဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေရမေးခွင့်ပြုပါတချို့ဘုန်းကြီးတွေကတအားချဲထိုးပါတယ်ဝီနီးနဲ့ညီပါတလားအရှင်ဖေရတဲ့ ချဲဆိုတာဟာလောင်ကစားဖြစ်တဲ့အတွက်ယဟန်တော်တွေနဲ့မအဆက်ပါဘူးเนาะမြတ်စွာဘုရားကသင်ကလောဝါဒသုံးမှာလောင်ကစားမလုပ်ဖို့လူတွေကိုယ်တော်မှသုံးမတားမြစ်ထားသေးတာယဟန်တော်တွေဆိုရင် ပူဆိုးတာပေါ့ယဟန်တော်တွေအနေနဲ့လောင်ကစားလုပ်မယ်ဆိုရင်ဒုက္ခအဘက်တင့်ပါတယ်ဒါအပြင်လောင်ကစားလုပ်လို့ အကျွေးတင်သွားပါကအဲ့ဒီအကျွေးကို မဆက်ပဲထားမယ်ဆိုရင်တံပိုးလိုက်ပြီးပါရာဇိကအာဘတ်ထိတင်းရောက်နိုင်ပါတယ်။ဒါကြောင့်ယဟန်တော်တွေလောင်ကစားလုတာခြေနှလုံးထိုးတာတွေဟာဒီနည်းနဲ့မညီဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ အရှင်ဖေယမတိလို့ဈေးလျှောက်ခွင့်ပြုပါဖေယအမျိုးသားများကတီလရှင်တို့ကိုရှီခိုးထိုက်ပါသလားဖေယတဲ့ရှီခိုးထိုက်တာပေါ့နော်တီလရှင်တွေဆိုတာသပင်ကိုရိပ်ပဲဖန်ရည်စွန့်တဲ့အဝတ်ကိုဝတ်ပြီး၉ပါးတီလ၈ပါးတီလတို့ကိုနိစ္စတီလအဖြစ်အမြဲတမ်းစောင့်ထိန်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် လူဝတ်ကြောင်ဒဂါဒဂါမတွေထက်အသွင်အားဖြင့်သော၎င်းတိလအားဖြင့်သော၎င်းပါလုံမြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်လူဝတ်ကြောင်ဒဂါဒဂါမတွေ အနေနဲ့တိလရှင်တွေကို ရှီခိုးထိုက်ပါတယ်။ရှီခိုးတဲ့ရှီခိုးထိုက်တဲ့ပုဂ္ဂိုလ်တွေကို ရှီခိုးမယ်ဆိုရင် ကောင်းကျိုး၄မျိုးရရှိစေပါတယ်။ကောင်းကျိုး၄မျိုးကဘာတွေလဲဆိုရင်၁အသက်ရှင်ခြင်း နှစ်အစင်းလှခြင်းသုံးချမ်းသာကြည်ခြင်းလေးခွန်အားဗလကြည်မာခြင်းတို့ဖြစ်ပါれဒါဟာရှီခိုးတဲ့ရှီခိုးထိုက်တဲ့ပုဂ္ဂိုလ်တွေကို ရှီခိုးလို့ရရှိလာမိကောင်းကျိုးလေးမျိုးပဲ ဖြစ်ပါれဒါကြောင့်အမျိုးသမီးများကပဲ ဖြစ်စီအမျိုးသားများကပဲ ဖြစ်စီတိလရှင်တွေကို ရှီခိုးထိုက်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် အရှင်ဖယားဘေးခွင့်ပြုပါတချို့ဖုန်းကြီးတွေကိုရင်တွေចောင်းသားတွေကိုရိုက်ရင်ချီးပေးပါအောင်တအားရိုက်တာ ဝီနီးနဲ့ညီပါသလားဖယားတဲ့ဝီနီးနဲ့လုံးဝမညီပါဘူးเนาะညက်စွာဖယားကနာဟိပပစီတော်ပရုဘဂာတိနတမနောဟောတိသူတစ်ပါးကိုညင်စေနှိမ့်ဆက်ရင်ယဟန်မဟုတ်ဘူးလို့ဟောကြားထားပါတယ် ဒါအပြင်ဝီနီးမှာလည်းပဲယဟန်အချင်းချင်းရိုက်နှက်ပြင်းစဲပါကပါစိတ်အာဘတ်တင့်စီပြီးပါမနေနှစ်တကွလူနဲ့တရိษံတို့ကိုရိုက်နှက်ပြင်းစဲပါကဒုက္ခအာဘတ်တင့်စီပါလေဒါကြောင့်ဝီနီးနဲ့လုံးဝမညီဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်